။တင်ချာညီမြချင်းတစ်ခုကလူသားရဲ့အမှောင်ဘက်ကိုဖော်ပြနိုင်လား။တင်းနဲ့တစ်ပေါင်းရင်တစ်ဆိုတာဘာကိုဆိုလိုတာလဲ။ဒီဇလန်းကတင်မြင်မှုသမျှလူသားရဲ့အမှောင်ဘက်ကိုအပြည့်အဝဖော်ပြထားပါတယ်။ဒီစကားကိုကြည့်ပြီးရင်တော့တင်းနဲ့တစ်ပေါင်းရင်တစ်ပဲဖြစ်တယ်ဆိုတဲ့အဖြစ်ကတင်းရဲ့စိတ်ထဲမှာဘလို့အတိတ်ပဲတက်ရောက်မလဲဆိုတာသိသွားပါလိမ့်မယ်။ကနေဒါမှာနေထိုင်ခဲ့တဲ့ဂျန်နဲ့စိုင်မွန်ဆိုတဲ့မောင်နှမနှစ်ယောက်ဟာသူတို့ရဲ့မိခင်နာဝဲတည်ဆုံးပြီးတဲ့နောက် သူမရဲ့ထူးဆန်းတဲ့တည်တန်းစာကိုဖတ်ရှုရပါတယ်။တည်တန်းစာထဲမှာတော့သူတို့မတည်သေးတဲ့သူတို့မောင်နှမနှစ်ယောက်ရဲ့အကူဖြစ်သူကို ရှာဖွေပြီးနာဝယ်ထားခဲ့တဲ့စာကိုပေးဖို့ပါပဲ။ဂျန်နဲ့ဆိုင်မွန်လည်းသူတို့မှာအကူမရှိပါဘူးလို့သိထားပြီးသူတို့အမေနာဝယ်ရဲ့ဇာတိမြေကိုလည်းမရောက်ဘူးသလိုနာဝယ်ရဲ့နောက်ခံသမိုင်းကြောင်းကိုလည်းမသိထားတော့တားဖြစ်သူဆိုင်မွန်ကလိုက်မရှာပဲဒီအတိုင်းထားလိုက်လို့ပြောလိုက်ပေမဲ့အမားဖြစ်သူဂျန်ကတော့သူတို့အမေဘာဖြစ်ခဲ့လဲဆိုတာသိကျင်ပြီး ူ့အမေရဲ့ဆန္ဒအတိုင်းအကိုကိုလိုက်ရှာပြီးစာကိုပေးဖို့သူ့အမေဇာတိမျိုးကိုထွက်လာပါတော့တယ်။နာဝေရဲ့အတိတ်ဇလန်းမှာတော့ဘာသာရေးလူမျိုးရေးစစ်ပွဲဖြစ်နေတဲ့နိုင်ငံမှာနာဝေဟာခရစ်ယာန်ဘာသာဝင်တယောက်အဖြစ်မွေးဖွားလာပြီးသူမရဲ့ချစ်သူဘာသာခြားတယောက်နဲ့လက်မထက်ရသေးပဲခလေးရလို့ထွက်ပြေးဖို့လှုပ်ချိန်မှာပဲသူမရဲ့မိသားစုကမိသွားပြီးသူမရဲ့ချစ်သူကိုပြတ်သက်ခံလိုက်ရပါတယ်။သူမကိုတော့ခလေးကိုတိတ်တိတ်ပုံမွေးဖွားခိုင်းပြီး ကလေးကိုတီလာရှင်ကြောင်းကိုပေးခံလိုက်ရပြီ။သူမကတော့အခြားမျိုးကသူမဦးလေးစီမှာပညာသင်ကြားရင်းတွားရောက်နေထိုင်ခဲ့ရပါတယ်။နာဝဲရဲ့တမီးဖြစ်သူချမ်းလဲသူ့အမေဇာတိမြေကိုရောက်တော့သူ့အကိုနေရာကိုတီးဖို့အတွက်သူ့အမေကိုတီးနိုင်မဲ့စာသင်ခဲ့တဲ့စာသင်ကျောင်းကိုတွားရောက်ဆောင်ဆိုင်ရပါတယ်။သူ့အမေကိုတီးနိုင်မဲ့ဓာတ်ပုံကိုပြပြီးတော့မှတီးလိုက်ရတာကသူ့အမေနာဝဲဟာအချင်းစခန်းမှာထောင်ချခံခဲ့ရတယ်ဆိုတာသိခဲ့ရပါတယ်။ဘာလို့ထောင်ချခဲ့လဲဆိုရင် အခြေအနေတွေဆိုးလာပြီးစစ်ပွဲကတနင်္ဂနွေလုံးမှာစတင်ဖြစ်ပွားတဲ့အခါမှာတော့သူမတို့ဦးလေးမိသားစုလည်းအခြားနေရာကို ပြောင်းရွှေ့ရတော့မှမို့စစ်ပွဲအဓိကဖြစ်နေတဲ့တောင်ပိုင်းကသူမတားရှိမဲ့နေရာကိုပြန်ထွက်လာခဲ့ပါတယ်။လန်ခီးမှလည်းတောင်ပိုင်းကလူတွေအားလုံးကဘေးလွတ်ရာကိုပြောင်းရွှေ့နေကြပြီးစစ်စေးရေးဂိတ်တစ်ခုမှပဲဘတ်စကားကရှေ့ဆက်သွားလို့မရတော့လမ်းပဲဆင်းလျှောက်ခဲ့ရပါတယ်။သူမရဲ့မိဘအိမ်ကိုသွားတော့လဲဘသူမှရှိမနေတော့ပဲသူမတားကိုပေးခဲ့တဲ့ သီလရှင်ကြောင်းကိုသွားတော့လေမိန်းကလေးတွေသာရှိနေပြီးသူမသားကိုတော့ယောက်ျားလေးမို့နောက်ထပ်တနေရာကိုအဖို့ခံထားရတာလို့သိလိုက်ရပြီးအဲ့ဒီနေရာကိုဆက်လိုက်သွားတဲ့အခါမှာတော့သူမသားရှိမဲ့နေရာဟာအတိုက်ခိုက်ခံထားရပြီးအားလုံးကပျက်စီးနေပါတယ်အနီးနားမှာတွေ့တဲ့လူကို မေးကြည့်တော့လေဘာသတင်းမှမသိရတော့လမ်းမှာပဲပြောင်းရွှေ့လာတဲ့ဘာသာကြားကားကိုသူမရဲ့လက်ဝက်ကတိုင်ကို ဖြုတ်ပြီးလမ်းကြုံလိုက်စီပါတော့တယ်ဒန်ကီကအေးအေးဆေးဆေးဖြစ်နေခဲ့ပေမဲ့တနေရာရောက်မှာတော့ ကားမောင်းသူနဲ့လက်နက်ကင်အချို့အခြေအနေတွေပြောနေကြပြီးရုတ်တရက်ပဲလက်နက်ကင်ထားသူတွေကကားမောင်းသူကိုပစ်တက်လိုက်ပြီးကားဘက်ကိုလည်းအကုန်ပစ်ပါတော့တယ်။သူမှလည်းလွရနေရမှာဝါယာမောက်နေပြီးတနတ်တန်တွေညိန်သွားတော့ကားထဲမှာရှင်တန်သူကသူမနဲ့အခြားခလေးတယောက်ပါတဲ့အမျိုးသမီးပဲကြံပါတော့တယ်။နောက်တော့လက်နက်ကင်အဖွဲ့ကကားကိုဓာတ်ဆီတွေလောင်းပြီးမီးရှို့ဖို့လုပ်နေတော့သူမလည်းသူမရဲ့လက်ဝဲကတိုင်ကိုပြပြီးသူမကခရီးရန်ပါလို့ပြောတော့သူမကိုလှုပ်ပေးလိုက်ပြီးရှင်တန် အမျိုးသမီးနဲ့ကလေးကိုပါကားထဲမှာပဲမိရှုလိုက်တာကိုတွေ့လိုက်ရပါတယ်။ကျန်းကတော့သူမမေစကြောင်းအချို့ကိုကြားရပြီးသူမဘယ်ရောက်သွားလဲဆိုတဲ့သတင်းကိုသိရဖို့ဒေသခံအမျိုးသမီးတွေနဲ့စကားပြောကြည့်တဲ့အခါမှာတော့ဒေသခံအမျိုးသမီးတွေကသူမအမေကိုအယမ်းကို မုန်းနေပြီးအမျိုးဖြတ်မှလို့တောင်ပြောနေကြပါတယ်။အကြောင်းကတော့နာဝယ်ဟာကားကိုမိရှုခံရတဲ့အဖြစ်ပြက်ပြီးမှသူတို့ဘာသာရဲ့အစွန်းရောက်လူတွေကိုအယမ်းမုန်းသွားပြီး ပြန်လဲလက်စားချေဖို့အတွက်တရှိုလှုပ်ပြီး သူတို့ဘာသာရဲ့အစွန်းရောက်ခေါင်းဆောင်စီမှာခလေးကိုစာတင်ပေးတဲ့အလုပ်ကိုလုပ်ကင်ခဲ့ပါတယ်။သူမဟာအချိန်တစ်ခုကိုရောက်ပြီးအခွင့်အရေးရတဲ့အခါမှာတော့ခေါင်းဆောင်ကိုပါလာတဲ့လက်နက်နဲ့ပြတ်တက်လိုက်ပါတယ်။ဒါကြောင့်လည်းပဲသူမဟာအဖမ်းခံရပြီးအချင်းစကန်းကိုပို့ခံလိုက်ရပါတော့တယ်။အဲ့ဒီအကြောင်းအရာကိုသိသွားတဲ့ဂျန်ဟာသူမအမေအချင်းစကန်းမှာဘာဖြစ်ခဲ့လဲဆိုတာသိဖို့အတွက်ပြားတိုက်လှုပ်ထားတဲ့အချင်းစကန်းဟောင်းကိုလိုက်ပြီးကြည့်ပါတယ်။လိုက်ပြသူကိုသူမရဲ့အမေကိုတိလာတော့မေးတော့လိုက်ပြသူကမသိပေမဲ့ အချင်းစခန်းမှာနှစ်ပေါင်းအများကြီးအလုပ်လုပ်ခဲ့သူကိုညွှန်ပေးလိုက်တော့ဂျန်လဲသွားတွေ့ပါတယ်။အသည့်လူရဲ့ပြောပြမှုမှာတော့ဂျန်ရဲ့အမေနာဝေဟာအချင်းစခန်းကို73နှစ်တောင်ကြားခဲ့တယ်လို့အဘူတာရက်ဆိုတဲ့အချင်းစခန်းရဲ့နှိမ့်ဆက်သူဟာနာဝေကိုနှိမ့်ဆက်ယုံတယ်မကပဲကာမကိုပါအတင်းယူခဲ့ပြီးကိုဝင်အောင်ရခဲ့ပါတယ်။အဲ့ဒီနောက်အချင်းစခန်းမှာပဲနာဝေကိုခလေးမွေးစေပြီးခလေးမွေးပြီးတော့မှသူမကိုလွတ်ပေးလိုက်တယ်လို့သိလိုက်ရပါတယ်။အဲ့လိုအကြောင်းအရာတွေကိုသိရတော့မှဂျန်လဲ လိုက်မလာတဲ့အကူကိုဖုံးလန်းဆက်ပြီးအမေအချောင်းကိုပြောပြပြီးအကူကိုလိုက်လာဖို့ခေါ်လိုက်ပါတယ်။နာဝယ်အနေနဲ့လည်းအချင်းစကမ်းမှာကြားနေတော့မှသူမကိုအမျိုးမျိုးနှိပ်စက်ကြတဲ့အပြင်အခြားသောအမျိုးသမီးတို့ကိုပါနှိပ်စက်နေတဲ့အတန်ကိုမခံစားနိုင်တော့အမြဲတမ်းတချင်းတီဆိုနေတဲ့အတွက်သူမကိုတချင်းဆိုတဲ့အမျိုးသမီးအဖြစ်ခေါ်ကြပြီးဘလောက်နှိပ်စက်နှိပ်စက်မပြိုလဲသွားတဲ့သူအဖြစ်အခြားသူများကလေးစားကြပါတယ်။အဲ့လိုဖြစ်နေရင်အဘူတာရက်ဆိုတဲ့အချင်းစကမ်းကနှိပ်စက်သူကတော့သူမကိုပြိုလဲဖို့အတွက် မရင်းကျင်ပြီးနောက်ဆုံးမှာတော့ကလေးရသွားပါတော့တယ်။သူမှလည်းကလေးကိုဖျက်ချဖို့ကြိုးစားပေမဲ့ကလေးကမွေးဖွားခြင်းအထိရောက်ရှိလာပြီးမွေးဖွားခဲ့ပါတော့တယ်။အဲ့တော့မှမွေးဖွားခဲ့တဲ့ကလေးဟာတယောက်တည်းမဟုတ်ဘဲအမွာဘူးနှစ်ယောက်ဖြစ်နေပါတယ်။အချင်းစကန်းမှာဒီလိုမျိုးကလေးတွေမွေးပြီးသွားရင်ကလေးကိုမြစ်ထဲကိုပြစ်လိုက်ကြပေမဲ့ကလေးကိုမွေးပေးတဲ့နတ်သမားကနာဝဲကိုလေးစားတော့သူမရဲ့ကလေးတွေကိုမပြစ်ခိုင်းဘဲတိတ်တဆိတ်ယူထားလိုက်ပါတော့တယ်။အဲ့ဒါကြောင့်မို့ပဲ ဂျန်းတို့လည်းစေးယုံတယုံမှာအဲ့ဒီအချိန်ကနာဝဲကိုကလေးမွေးပေးခဲ့တဲ့နတ်ဆမကြီးစီကိုတွားတွေ့ပြီးအချိန်လေးကိုမေးတော့မှနတ်ဆမကြီးကကလေးနှစ်ယောက်ကိုသူကခဲထားခဲ့ပေမဲ့နာဝဲကိုပြန်လွတ်တယ်ဆိုရင်ပဲသူမကကလေးတွေကိုပြန်ပေးလိုက်တယ်သိရတော့မှဂျန်းနဲ့ဆိုင်မွန်ဟာတခြားသူမဟုတ်ပဲအချင်းစကမ်းမှာရားခဲ့တဲ့ကလေးတွေဆိုတာသူတို့ကိုသူတို့သိသွားပါတော့တယ်အဲ့လိုသိရပြီးနောက်မှာတော့ဂျန်းတို့လုံးစရာရှိတာကနာဝဲကသူ့ရဲ့ဘာသာကြားချစ်သူနဲ့ရားခဲ့တဲ့အကူကိုရှာဖို့ပဲကြံပါတော့တယ် အဲ့ဒီအချိန်ကမွေးစင်းရင်နဲ့ကိုက်ညီပြီးဘဲကိုရောက်ခဲ့လဲဆိုတာလိုက်ကြည့်တော့မှသူမတို့အကူရဲ့နာမည်ဟာနီဟတ်မေးလို့သိရပြီးသူ့ကိုတိနိုင်မဲ့ရွာတွေကိုတွားမိကြည့်ပါတယ်ရွာကိုရောက်ပြီးဆိုင်မွန်ကိုဧည့်ခံနေတော့မှပဲဆိုင်မွန်ကသူကတချင်းဆိုတဲ့အမျိုးသမီးရဲ့သားဖြစ်ပြီးနာဟတ်မေးကိုလိုက်ရှာနေတာလို့ပြောလိုက်တော့ရွာလူကြီးလည်းဘာမှဆက်မပြောတော့ပါဘူးဒါကြောင့်လည်းပဲပြန်လာခဲ့ပြီးတတင်းမရတော့ဘူးဆိုပြီးပြန်ဖို့လုပ်နေတဲ့အခါမှာတော့ဆိုင်မွန်စီကိုလူနှစ်ယောက်ရောက်လာပြီးခေါ်ဆောင်သွားပါတယ်သူ့ကိုလည်းမျက်လုံးနဲ့ပိတ်ထားပြီးသူသွားသွေးတဲ့သူကတော့ သူ့အမေကိုလွတ်အောင်လုပ်ပေးခဲ့သူဖြစ်ပြီးသူတို့အကိုနာဟတ်မေကနာဝေရဲ့တာမန်တေချာလာမေးပါတယ်ဆိုင်မွန်ကတေချာတယ်ဆိုပြီးပြောပြတော့မှနာဟတ်မေဟာသူနေတဲ့မိဘမဲ့ကျောင်းကနေခေါ်ဆောင်ခြင်းခံခဲ့ရပြီးလူသက်လက်နက်တစ်ခုလိုလေ့ကျင့်ခံခဲ့ရပါတယ်နောက်တော့သူကအဖမ်းခံရပြီးတဲ့အခါမှာတော့သူ့ကိုထောင်တစ်ခုမှာထားပြီးပြန်လည်နှိပ်ဆက်သူဖြစ်နမီပြောင်းပြီးလုခိုင်းခံခဲ့ရပါတယ်အဲ့တော့မှဆိုင်မွန်တို့နားလည်လိုက်တာဟာနာဟတ်မေဆိုတာဟာသူ့အမေကိုနှိပ်ဆက်ပြီးမရင်းကျင်းခဲ့တဲ့ အဖူတာရက်ဆိုတာကိုသဘောပေါက်ခဲ့ပြီးသူတို့ရှာနေတဲ့အကူဟာသူတို့ရဲ့အဖေဖြစ်နေခဲ့တာပါပဲဒီလိုအကြောင်းစုံကိုသိရပြီးသူတို့အကူရဲ့တရင်ကိုလည်းရခဲ့ပါတယ်အဲ့ဒါကတော့သူတို့အကူဟာသူတို့နေတဲ့ကနေဒါမှာပဲနာမည်ပြောင်းပြီးနေထိုင်နေတဲ့အတွက်သူ့နောက်ကိုလိုက်သွားပြီးမောင်နှမနှစ်ယောက်ဟာသူတို့အမေပေးခဲ့တဲ့စာကိုပေးလိုက်ပါတော့တယ်စာကတော့နှစ်ဆောင်ဖြစ်ပြီးတစ်ဆောင်ကတော့ အချင်းစကန်းကအဘူဒါရက်ကိုရင်ညွှန်းပြီးသူက တချင်းဆိုတဲ့အမျိုးသမီးဖြစ်ပြီးအခုဆာလာပေးတဲ့သူတွေကတော့သူ့ရဲ့ကလေးတွေဖြစ်ကြောင်းကိုပြောပြပါတယ်။နောက်တစ်ဆောင်မှာတော့သူ့ရဲ့သားနာဟတ်မီကိုပေးတာဖြစ်ပြီးဘာတွေဖြစ်ခဲ့ဖြစ်ခဲ့သားကိုချစ်နေတော့မှာလို့စာကိုရေးခဲ့ပါတယ်။နောက်တော့ဂျန်နဲ့ဆိုင်မွန်လည်းသူ့အမေဆန္ဒအတိုင်းလှုပ်ပေးပြီးမျိုးသူမရဲ့အုပ်ကူမှာသူမရဲ့နာမည်ကိုတက်ပြီးမြေချခဲ့ပါတယ်။တင်ချာပုံစံမှာတင်းနဲ့တစ်ပေါင်းရဲ့နှစ်ရတယ်ဆိုပေမဲ့ဒီဇယ်လမ်းမှာတော့ တင့်နဲ့တစ်ပေါင်းခဲ့ပေမဲ့လည်းတစ်တာရခဲ့ပါတယ်အားလုံးကိုကျေးဇူးများဤတင်ပါတယ်